။ဟုတ်ဆိုရင်ဝီယာအေးအသားမီမှာမိဘန်းကြည့်ပွဲရှိရယ်ဆိုတော့မိဘန်းကြည့်ပွဲတော့တောင်းပါပါ။ချစ်ချင်တော့ဒီဘက်ဝီကိုနေရဘက်မှာမိုးရွာနေတယ်။နောက်တစ်ဖက်မှာလည်းမိုးရွာလောက်မယ်ထင်တယ်။ဒါပေမဲ့ချိန်ထားတာဆိုတော့လေအဲ့လိုပြောပြောပြီးဆိုပြီးတာကိစ္စရယ်ဟုတ်ပြောပြီးဆိုပြီးတာကိစ္စရပြန်မဖြစ်ချင်ဘူးအဲ့နဲ့တော့မယ်ဆိုပြီးတော့ခေါင်းမလည်းပါပါတော့တော့မယ်ဆိုပြီးတော့အဲအခုဒုတာတိကို ဆီရမယ်ပြောလို့ရှိရင်ရထားစီပြီးတော့အဲ့မျိုးသွားမှာပါအဲ့တော့ဒီနေ့ဝီကျုံရတဲ့ကောင်းကောင်းဟိုဘလော့ရိုက်ဖို့စစ်စစ်ထားမှလို့ဆက်ပြီးတော့ကြည့်ကြည့်ကြည့်ပေးကြပါဦးကစီပြီးတော့ရထားစီပြီးတော့ဆက်သွားပါတယ်။ကြာချိန်ကတော့ဝီနေနေရနေအတမီကိုတနင်္လာ25မိနစ်ကြာတယ်။အတမီကိုရောက်တော့အတမီမှာရှိတဲ့ငွေချင်းအပူတာမှာဝီရောလာကြပါတယ်။ပြီးတော့အခုဒီနေရာကိုသွားတယ်။ဒီနေရာက9လရှိရဲသူကပထမဆုံးအဲ့အပေါ်ဆုံးကနေပြီးရွှေခင်ကြီးရဲ့ပြီးတော့ တစ်ထက်ချင်းချင်းကိုလိုက်ကြည့်ရတာမျိုးပေါ့နော် anyway လေတကယ်ချင်းပြောရတဲ့အပေါ်ဆုံးထက်ကနေစပြီးတော့တွားခဲ့ပါတယ်ဒါတော့တို့ရဲ့ဘယ်လိုပြောမလဲကြည့်ရတော့ချစ်သူရေးစားရဆိုလို့ရှိရင်ဒီစားရပါယူရေးပြီးတော့ချိန်ထားတာမျိုးဖြစ်မဲ့ချင်းနဲ့အဝီရတော့မလုပ်ခဲ့ပါဘူးဒီတိုင်းတပုံပဲရိုက်ပြီးတော့ပြန်လာခဲ့ပါတယ်ရှုခင်ကတော့အရှမ်းလာတယ်ပြန်လဲပြီးတော့သဘောကျတယ်အချိန်ရှိလို့ရှိလို့ရှိရင်ကော်ဖီလေးတောက်ပြီးတော့အေးစေးထိုင်ရင်ဆိုရင်အရှမ်းပိုင်မှာဒါပေမဲ့ဝိတို့တွားရင်မှာမိုးရွာနေရရင်ဝိတို့အချိန်လည်းအဲ့လောက်မရှိရနဲ့ကော်ဖီလည်းမတောက်ခဲ့ဘူးဒီတိုင်းပဲတခြားဟာတွေကိုတွားချင်ခဲ့ပါတယ် လိုပေါ့ဟိုဒီမှာစကတ်လို့ရှိရင်ဘာလဲရေးဆိုင်ကတ်တာလားဒါမှမဟုတ်ဆိုကိုလိုချင်တဲ့ဟာကိုဆုတောင်းပြီးတော့ကတ်တာလားဒါပေမဲ့ပုံစံကြည့်ရတာပုံစံ situation ဒီလိုပုံစံလေးဟိုငါတွေးလိုက်ခဲ့တာဒါရေးလို့ဆုတောင်းတော့မဖြစ်နိုင်တော့ရေးဆိုင်ပဲရှင်တော့ဒီကယောက်ျားလေးဆိုင်နဲ့ main လေးဆိုင်ပေါ့ဒီပုံအားတွေ့တွေ့မှာရှိတယ်ကွာဒီဆိုင်နေအဲ့လိုလားဟုတ်လားအဲ့လိုဒါကငါးလွာနေပြီးတော့မြင်ရတဲ့ရှုခဲမှာ သွားတဲ့နေ့ကကန်ကောင်းနေပြောရမလားကန်ဆိုးတယ်ပြောရမလားတော့မသိဘူးမိုးရွာတယ်ပထမမိုးရွာတော့အဲဆိတ်ရှုပ်တယ်ပေါ့နော်ဒါပေမဲ့မိုးရွာလို့ပဲဒီလိုမျိုးမျိုးတွေဆိုင်နေတဲ့ပုံစံလေးနဲ့အော်အော်မိုင်မိုင်လေးနဲ့ကြည့်ရဲ့နေရာမှန်တိများလွမ်းစရာလေးနဲ့အရန်ကိုနေလို့ကောင်းတဲ့ခန်းစားချက်မျိုးရခဲ့ပါတယ်အနေသွားတော့တော်တော်မိုက်တယ်ပြောရမယ်အချိန်ပေးနိုင်တော့အေးအေးစစ်စစ်သွားနိုင်တော့ပိုကောင်းပါလိမ့်ဝေးရတော့အချိန်သိမ့်ရှိခဲ့တဲ့အတွက်အဲ့လောက်အေးအေးစစ်မသွားနိုင်ခဲ့ပါဘူး နောက်တစ်လရောက်တဲ့ခါကျတော့သူကပုံနေရှိတယ်အဲ့ပုံနေကိုမှစကတ်ထားလို့ပုံစံမျိုးပြန်လုပ်ထားပါအဲ့ဒီပုံနေရဲ့အောက်မှာလည်းအဖြေကိုပေးထားပါတယ်အာဝိရင်လိုက်ကြည့်ရဲ့အချိန်ကလည်းမရှိတဲ့ခါကျတော့အနေချင်းလောက်ပဲလိုက်ကြည့်ကောဟိုတိတိကျကျကြီးလည်းလိုက်မကြည့်ဖြစ်ဘူးဟိုလာကြီးတို့လည်းလိုက်တော့မဖြစ်ဖြစ်ခဲ့ဘူးတော်တော်မှာကြတော့ဒီသူ့ KAlike ကိုမှဒီအစာအုပ်တွေကိုပြထားတယ်။အဲဝတ်စုံတွေပြထားတာရှိမယ်။သူ့ခင်းနဲ့ ဒီဝက်ဆာစင်ငင်မှုအပိုင်းနေရောနောက်ဘွားလို့ရှိရင်အဆောက်အဦတွေရောဘယ်ခင်မှာဘလို့ဟာရှိရဲဆိုပြီးတော့အဲ့ဒီဟာတွေအကုန်လုံးကိုစုပြီးတော့ထပ်ထားတာပါနောက်တလွာတော့အဲဝီလေဟိုကြည့်တီကြည့်နည်းနည်းဆက်စုခဲ့ပါတယ်အဲ့တော့ဝီရိုက်ခဲ့တဲ့ဟာကိုဝီဒီဘလော့ထဲမှာထည့်ပေးထားပါတယ်ဗီဒီယိုရိုက်နေနေနည်းနည်းလေးဘလင်းလိုက်ပါသေးတယ်။ဒါပေမဲ့နခုခရီးကတော့ချက်ပဲလေ။ကဲပဲခန်းငယ်ကြီးကလေနခုတော့အဲ့လိုနှစ်ဖူးကြီးကပြောင်းနေကြတာ။ အပြောင်းလောက်ကြာတယ်ငါတို့သခင်ကမပြောင်းတော့ဘူးသူသခင်ကိုသိရမှာအဲ့လိုမျိုးစီးကြ။ဒါပေမဲ့အထာကြမနေစေဘူးနော်လို့။စကောမှာရရရတယ်။ဟောရောက်ကြလေး။ရောက်ကြလေးပဲရှင်။ဒီကတော့ရောက်ကြလေး။ခမစားပါရ။တမက်ကွာ။ဘယ်လိုပြောရမလဲ။ငုံပြောရတယ်။ငါကတော့လူရအဲ့လိုပဲလား။ ခုလိုဝစ်စာစင်ရင်ပုံမျိုးကိုလည်းသူကခင်ချင်းပြသထားပါတယ်အဲ့ဒါပြီးရင်နောက်မှာတော့ဦးကြီးတို့ကအဲနောက်ထပ်အောက်တက်လွှာမှာရှိတဲ့ကစားလို့ရတဲ့နေရာကိုတွားပြီးတော့ကစားပါတယ်အဲ့ကစားလို့ရတဲ့နေရာမှာလေအော်ပတ်စံပေးဆရာမလိုပါဘူး ဆိုရင်ဝေးကစငယ်ချင်းတွေနဲ့လာပဲဆိုပြီးလောက်ထားတဲ့နေရာနေပြီးတော့စငယ်ချင်းတွေကပါပလာပါပလာဝေးတယောက်ထဲလို့ဖြစ်သွားတယ်ပြီးတဲ့နေ့တော့အခုတော့အရှိမတော့ပြတိုက်မှာရှင်းဟိုင်တော့တော်တော်များများသိသွားတယ်အဲ့တော့ဒီ rock climbing လုပ်တဲ့ဟာဆိုတော့ climb သိပဲကောနော်ပြီးတော့ coordinate သတ်မယ်အဲ့လိုစိတ်ရှုပ်တဲ့စင်ကြာသွားလို့မယ်ပါညာဆိုပဲအဲ့တော့စိတ်ကိုဝေးလိုက်တယ်အခုတော့အဲ့တော့နည်းပြန်ပြီးတော့အေးဟောလုပ်သိမယ်ကောလက်အသေးနိုင်ဆိုတော့လည်းသိရောသိထားတယ် အမြန်မာနိုင်ငံမှာတော့လည်းအဲ့လိုသွားပြီးတော့အဲ့ညောင်းတော့လည်းဆိုတော့လုပ်ခဲ့ပြီးမဲ့သွားပြစ်ခဲ့ဦးဒီရောက်တော့လည်းအဲ့ဒီဖွင့်ထားတဲ့တန်းတန်းတွေအရတော့တွေ့ရခွာသွားပြီးတော့လုပ်မယ်လုပ်မယ်ဆိုတော့လည်းအဲ့လိုအချိန်ရှုပ်နေရတယ်အားတော့မသွားပြစ်ဘူးလားမြန်မာပြောလည်းနည်းလုပ်ကြည့်လိုက်အောင်ပဲရမလားဆိုပြီးတော့လုပ်ကြည့်ပါတယ်ဒါပေမဲ့မရခဲ့ပါဘူးသူကလက်တစ်ခုထဲနဲ့ထိရတာဖြစ်တဲ့အတွက်တိတ်ကြကြလည်းမထိနိုင်လိုက်ဘူးအဲ့တော့ဝီအပေါ်ဆုံးကိုတော့မမှီဘဲနဲ့လမ်းတော့မှာပဲရက်လိုက်ရပါတယ်တော့ရှက်ကိုရှက်ကန်နဲ့ပြန်လက်ထွက်လာပါတယ် ကစားပြင်းနောက်မှာတော့ဝီတို့3ဒီပြောင်းပြောင်းသွားခဲ့ပါတယ်ဒီလည်းပြောတပုံရိုက်ခဲ့ပါတယ်တပုံကြီးကတော့တကယ်လို့ကိုကတေးဟုတ်ဆောင်နိုင်နေဆိုရင်တော့တော်တော်မိုက်မှာပုံကောင်းလေးတွေလည်းထွက်မှာပါနော်ဝီကတော့နည်းနည်းတပုံရိုက်ရင်တယောက်ယောက်အနားမှာရှိနေလို့ရှိရင်ရှက်တက်တဲ့အချင်းရှိနေခါကျတော့ပုံကောင်းကောင်းလေးတိတ်မထွက်ခဲ့ဘူးအဲတခုခုဆိုလို့ရှိရင်အရင်ရှက်နေရအရင်ဖြစ်နေရတိတ်တော့အဆင်မပြေခဲ့ပါဘူး तू ကဒီတပုံတပုံချင်းကြီးပြေးနောက်မှာဘယ်လိုပုံစံရရင်ဘယ်လိုအကောင်းဆုံးဖြစ်မယ်ဆိုပြီးတော့ तू ကနမူနာပြထားတာဖြစ်တဲ့အတွက်တကယ်လို့ကိုကလုံးဝအိုက်တင်အပြည့်နဲ့ဆိုရင်လုံးဝအမိုက်စာပုံလေးထွက်မှာပါအဲကြောင့်မလို့အကြံပေးချင်တာကတော့တကယ်လို့မြန်ဒီဗီဒီယိုကြည့်ပြီးတော့တယောက်ယောက်ကသွားဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဝီလိုမျိုးရှက်မနေဘဲနဲ့လုံးဝ ိုက်တဲ့အပြည့်နဲ့တပုံလှလှလေးရိုက်ခဲ့ပါလို့ပြောချင်ပါတယ်ဝိရေသမြန်သပုံနေထဲမှာမာဝိရတော့ဒီနေရာမှာရိုက်ခဲ့တဲ့သပုံသဘောအချဆုံးပါပဲအာဘာလို့လဲတော့တိတ်ချမပြောတတ်ဘူးဆိုပေမဲ့အဲ့နေရာကိုတော်တော်သဘောကျတယ်ပြီးတော့ဘေးမှာလည်းကြာကရှိနေပေါ့နော်လုံးဝရေကိုကလည်းဒီလိုမျိုးတစ်ခုခုနေရာမှာပြိမိနေရဲ့ပုံစံမျိုးဆိုတော့ အဲနည်းနည်းလေးထူးခြားနေရလို့ခန်းစားခဲ့ရလို့လားတော့မသိဘူးအဲ့နေရာတော့သဘောချဆုံးပါအဲနောက်ပြီးတော့တပုံကြီးရိုက်ပါတယ်ရိုက်တော့လဲသိရမလား तू ကဘေးနားမှာပုံနေပြထားတယ်အဲ့ဒါကိုတော့မဝိရလောက်တာတကယ်ကိုတလွဲနေပါပဲပြောရလို့ရှင်ဟိုမီးလိုက်တီမီးလိုက်နေလုံးဝဒီဗီဒီယိုထဲမှာဆိုရင်သူ့ရဲ့အတိုင်းပြရာတွေခက်နေမယ်လို့ထင်ပါတယ် အာအနည်းကမှမကြည့်ဘူးဆိုလို့ရှိရင်တိတ်စာမသိနိုင်ပါဘူးပထမဦးအဲ့ဒါကိုမှန်လို့ထင်နေရအောင်မှမဟုတ်ဘူးမှန်ဟုတ်နေဘူးဘေးနားနေဝင်ပြီးတော့ဒီအရှိတက်တက်ကနေလည်းပြန်ထွက်လို့ရပါတယ်အဲ့နောက်မှာတော့ဦးတို့အမြော်လှည့်စားရဲ့နောက်ထပ်တစ်မျိုးဖြစ်တဲ့ဒီအရက်ကွာတဲ့ဟာကိုပေါ်ပြတဲ့ခန်းတွေကိုတော့ဝင်ကြည့်ခဲ့တယ်အပုံမှန်ဆိုလို့ရှိရင်ဦးရအရက်ပူတယ်ဒါပေမဲ့အဲ့ထဲကိုရောက်သွားပြီးတော့သူနဲ့ကိုနေနေရာလေးလိုက်တဲ့အချိန်မှာဦးရအရက်ပြန်ရှေ့သွားတာမျိုးလည်းဖြစ်သွားပါတယ်အဲ့တော့ပုံထဲမှာအဲဗီဒီယိုထဲမှာတစ်ချက် ကျင်တော့မြင်နိုင်မယ်လို့ထင်ပါတယ်။တကယ်တော့သူကအမြင်ကိုလှည့်စားဖို့တသက်တမင်ဖန်တီးထားတာပါ။အဲ့ဒီအဆောင်ကိုသူကစင်ကြေလျှော ပုံစံစောက်ထားတဲ့အခါကျတော့ဒီလိုမျိုးလူကဟိုဘက်ဒီဘက်ချိန်လိုက်တဲ့အခါမှာရက်ကွာသွားတာပါ။ဒီဆိုင်ရယ်ဒီဆိုင်ကိုမရပါလို့ရှိတယ်ဒီဆိုင်ပဲဒီဆိုင်ပဲဒီလိုလဲ ော့လို့ရှိရတယ်ဆက်ဟဲ့ဒီမှာပတ်ထားရဲ့ပါဆိုင်ရဲ့ဒါမဲ့ဒီမှာရှိတဲ့လူတွေကွာဒါမဲ့ဟောတော့လဲလို့ရှိရင်ဆိုင်ရဲ့လူတွေပါတယ်ဆိုင်ရဲ့စေဟာတော့ဘီနာမှာရွှေ့နေတဲ့ဟာလေးကိုမျက်တောင်မခက်ပဲနဲ့အကြာကြီးကြည့်ကြည့်ပြီးွားလို့တိမ်ကိုကြည့်မယ်ဆိုလို့ရှိရင်တိမ်ကရွှေ့နေတဲ့ပုံစံလေးဖြစ်သွားတာဒီခန်းကျတော့အမတ်တမတ်ကြည့်လို့ရှိရင်ဒီဟာလည်းမှန်တစ်ချက်လိုပဲတကယ်တော့မှန်မဟုတ်ပါဘူး။ तू ကအခန်းနှစ်ခန်းကို တူညီနေတဲ့ပစ္စည်းတွေပဲခြားထားတယ်ဥပမာဗကြီဆိုလဲဟိုဘက်နဲ့ဒီဘက်နေရာတူတူပဲနိုင်ဆိုလဲအတူတူပဲအချိန်အစားတူတူပဲပေါ့နော်ပြီးွားလို့ရှိရင်ဒီခုံနေဆိုလဲအတူတူပဲအဲ့တော့အမှတ်တမဲ့ကြည့်လိုက်လို့ရှိရင်တော့မှန်လို့ထင်ရပေမဲ့မှန်မဟုတ်ပါဘူးဟိုဘက်နဲ့ဒီဘက်နေကိုလဲဖောက်ပြီးလာလို့ရပါတယ်အော်တက်ပုံကောက်ကောက်ရိုက်လို့ရရပေါ့နော်ဒီဟာ 3D ပြကန်းဆိုပေမဲ့အဲတက်ပုံရိုက်လို့ရအောင်တခြားတော့အမြင်ကိုလှည့်စားတဲ့ဟာတွေနဲ့စစ်စင်ထားပါတော်တော်လေးမိုက်တယ်လို့ပြောရမယ်တချို့နေရာတွေဆိုလို့ရှိရင်လဲ အဆလုံးရှင်လည်းလေတငယ်ချင်းနဲ့အချင်းချင်းနဲ့စနောက်ပြီးတော့မျက်လှပြတလိုမျိုးပေါ့နော်ဗီဒီယိုတွေပါလေရိုက်လို့ရပါသေးတယ်အခုလိုပုံစံမျိုးတကယ်လေဗီဒီယိုတွေတခုကလေအဝေးကနေကြည့်လို့ရှင်လို့ရှင်ဒီရေတွေကလေရေလို့တော့မထင်ရပါနဲ့တိမ်နဲ့တူတာတေးလားဒါပေမဲ့အခုလိုအနီးကကြီးမှသာရေလို့ထင်ရနှမဆိုအဝေးကကြည့်လို့ရှင်လေအဲ့လိုတိမ်နဲ့တပြေးညီတည်းဖြစ်နေတဲ့ပုံစံလိုမျိုးလေးအရန်လှတယ်ပြင်ပါအဲ့ဆိုရင်အဲ 3D ပြခန့်လဲဝင်ပူရပါပြီကန်ကောင်းကျင်တော့မိုးကတိတ်သွားပါပြီ ဝင်သိပ်သွားရဲဆိုတော့မီးပန်းပွဲက၈နိုင်20ကြာလို့ရှိရင်ဖောက်မယ်လို့ပြောတယ်အဲ့တော့အခုတစ်ခုခုသွားစားပြီးတော့အနီးနားပတ်ဝန်းကျင်ကိုရှုခင်းကြည့်မယ် AC နေမယ်ပေါ့ပြီးသွားလို့ရှိရင်တော့မီးပန်းကြည့်ပြီးတော့ဒီအတာမီမျိုးကနေပြန်ပါပါအဲ့တော့ဆက်ပြီးတော့ကြည့်ပေးကြပါဦးအဲ့တော့ပြန်တဲ့ချိန်မှာမိုးကတိတ်သွားတဲ့အတွက်ဒီကေဘယ်စီးနေတဲ့အချိန်မှာတော့ရှုခင်းကိုကောက်ကောက်မြင်လိုက်ပါတယ်။ဝီအသွားတော့ကမိုးကရွာနေတဲ့အတွက်ဗီဒီယိုလေးရိုက်လို့အဆင်မပြေဘူး။မပြေဘူးဆိုတာဖုန်းက အပြင်မှာမိုးရေကျနေရတဲ့ဒီမှန်မှာရေတွေကတ်နေရဆိုတော့လုံးဝဝါးထွက်နေရနဲ့ဗီဒီယိုမရိုက်နိုင်ခဲ့ဘူးအပြင်ကတော့ကန်ကောင်းတယ်ပြောရမယ်အခုလိုမျိုးဗီဒီယိုကြည်ကြည်လင်းလင်းရိုက်ယူနိုင်ခဲ့ပါတယ်အပေါ်ကနေကြည့်ရတဲ့မြင်ကိုရတော်တော်မိုက်တယ်ပြောရမယ်ပြီးတော့မြို့လေးကိုကြည့်လိုက်လို့ရှိရင်လုံးဝအေးဆေးပြီးတော့လေလုံးဝအေးဆေးနေနေရဲ့လူအတွက် ဆိုရင်တော့ဒီမြို့လေးကကောင်းမယ်လို့ထင်တယ်။ဝိမြို့လေးဝိမြို့ကကြတော့တောင်လောက်ပဲရှိရပါတော့။ပင်လေအခုလိုမျိုးတော့မရှိဘူး။တွားရင်တော့ရတယ်ဆိုပေမဲ့အခုလိုမျိုးဒီတောင်နဲ့ပင်လေနဲ့ကိုတစ်ဆက်သေးမြင်နေရတဲ့ရှုခင်မျိုးတော့မရှိဘူး။ဒီမြို့ကတော့တော်တော်မိုက်တယ်ပြီးတော့ဒီမြို့မှာဆိုလို့ရှိရင်မိဘတွေကခဏခဏလောက်တယ်လို့လည်းပြောတယ်။ဝိနေတဲ့မြို့မှာကြတော့မိဘပွဲမရှိဘူး။အဲဝိနေပြီးနေတဲ့မြို့ရဲ့နောက် အနီးနာတမျိုးမှာတော့တစ်နှစ်ကိုတစ်ခါလောက်မိပန်းလောက်တဲ့ပွဲတော့ရှိရပါတော့ဒါပေမဲ့ဒီအာသမီကတော့မိဘန်ပွဲကခဏခဏရှိနေတယ်လို့ပြောပါတယ်ဒါပေမဲ့ဒါအဝေးပထမဆုံးဒီမြို့မှာမိဘန်ပွဲကြည့်ပွားပါတော့အဲအနောက်မှာလည်းဝီမိဘန်ပွဲကြည့်တော့ကဒီမီးဖောက်တဲ့ဟာတွေကိုထည့်ပေးထားထည့်ပေးထားပါတယ်ပြီးတော့တခုခုသွားစားပါတယ်သူဒီဆိုင်ရကြတော့ပစ္စည်းတွေပါမှာပွားလို့ရှိရင်ဒီလိုမျိုးစက်ရုပ် ကလာပို့ပေးရပေါ့နော်ပစ္စည်းရသိမ်းတဲ့အခါကျမှသာဒီဆိုင်ရဝန်ထမ်းတွေကလာသိမ်းပေးတာပါအဲ့တော့အဲ့ဒါစပြီးရင်တော့မိဘမွေတတ်ကြည့်မှာဖြစ်ပါတယ်မုတ်ဆာပြီးတဲ့အခါကျတော့မိဘန်ဘွယ်ကြည့်ဖို့တော့သွားပါတယ်။သူကလည်းတလျှောက်မှလည်းအခုလိုမျိုးမုတ်ဆိုင်လေးတွေရှိပြီးတော့ရောင်းနေပါတော့အဲ့ဒီမှာလည်းဝယ်စားလို့ရပါတယ်။ဒီဟာတော့မိဘန်ဘွယ်ကြည့်မဲ့နေရာပါ။အာအခုလက်ရှိကတော့မိဘန်ဘွယ်ကမဖောက်သေးတဲ့အတွက်မှောင်နေပါတယ်။နောက်ပြောလို့ရှိရင်တော့မိဘန်ဘွယ်ကဖောက်တော့မှာပါ။အရက်မိုက်ပါတယ်။ တော့ဝေရမိဘနေကိုနင်းနီကက်ကက်ကြည့်ခွင့်ရခဲ့ပါတယ်ပထမတစ်ချိန်ရလဲကြည့်ဖို့ရပေါ့နော်တခြားမျိုးမှာဒါပေမဲ့အဲ့တော့ကကြတော့အဝေးကနေပဲလှမ်းမြင်ရတဲ့အတွက်လုံးဝမလှပါဘူးလုံးဝမမိုက်ခဲ့ပါဘူးဒီတစ်ခါတော့လုံးဝမိုက်ပါတယ်မိဘမကြည့်ပြဲခါမှာတော့ဘူတာကိုသွားပါတယ်ဘူတာမလေးအခုဒီမြင်ရတဲ့လူရတော့ယထာစီဘုသားစောင့်နေရပါမယ်လို့တော်တော်များပါတယ်အဲ့တော့အနှစ်ချက်အနေနဲ့ပြောမယ်ဆိုရင်တော့လုံးဝဒီမိဘမို့ရအရန်မိုက်ပါတယ် ော်ဖို့လည်းကောင်းတယ်ပေါ့နော်ပထမတစ်ချိန်ကြည့်ခဲ့ရတယ်အခုတစ်ချိန်ကြည့်ခဲ့ရတာကိုကြည့်လိုက်မယ်ဆိုရင်လုံးဝအပြည့်တက်ကြီးကိုကွာထွက်နေရပါပထမတစ်ချိန်တော့လည်းဝီအဲ့လိုမျိုးပဲပေါ့နော်ဗီဒီယိုရိုက်ဖို့အတွက်ဆိုပြီးတော့တွားကြည့်ရဲဒါပေမဲ့ကိုတွားခဲ့တဲ့အချိန်မှာကလုံးဝရောအဆင်မပြေတော့ဘူးမိဘနေရာဖောက်နေပြီးနောက်ပေါ်လို့ရှိရင်အဝေးကပဲလှမ်းမြင်ရတယ်လူအရမ်းများနေတော့လုံးဝအဆင်မပြေပါဘူးဒီမှာကျတော့အဲ့လိုမဟုတ်ပြင်းနေ तू ကဒီပွဲကျတော့ခဏခဏရှိနေတဲ့လူတွေကလာတော့လာရပထမမနစ်ကဝီကြည့်ခဲ့ရပွဲလိုမျိုးလူအများကြီးဖြစ်မနေဘူးတို့အများကြီးဖြစ်နေတဲ့ခါကျတော့တွားရတာလည်းအဆင်မပြေဘူးမုတ်စားဖို့အတွက်ကအစားစောင့်နေရတယ်လုံးဝအဆင်မပြေပါဘူးဥပမာရောနောက်ဆုံးလို့ရှိရင်တကယ်လို့မိဘမွေးတွားကြည့်မယ်ဆိုလို့ရှိရင်တော့အခုလိုမျိုးအဲလိုအရန်မများပဲနဲ့အေးအေးဆေးဆေးကြည့်လို့ရတဲ့ပွဲမျိုးပဲရွေးချယ်မိမယ်ထင်ပါတယ် ေးရတော့အဲ့နေတော့ရိုက်ထားတဲ့ပုံလေးပါဝီရဲ့ဗီဒီယိုကိုဒီလောက်နဲ့ပဲရက်ချင်ပါတယ်ကြည့်ရှုပေးတဲ့တုံးတယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်။ဝီဗီဒီယိုမတင်ဖြစ်တာလည်းအရန်ကြာနေပါပြီ။ကြားထဲမှာကြောင်းတစ်ဖက်အလုပ်တစ်ဖက်နဲ့လုံးဝမအားပါဘူး။အခုအားနေတဲ့ခဏလေးမှတတ်နိုင်သလောက်ဗီဒီယိုမြန်မြန် active ပြီးတော့တင်ထားတာမဟုတ်လို့တကယ်လို့အမှားယွင်းတစ်ခုခုရှိခဲ့မယ်ဆိုလို့ရှိရင်တောင်းပန်ပါတယ်။ကြည့်ရှုပေးတဲ့တုံးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။